လို့လာမေးကြရဲ့ထည့်လိုက်တာလားယင်းနဲ့စီလီကွန်ထည့်လိုက်တာလားမထည့်ပါဘူးလို့ original ပါအခုဆိုရင်များပေါင်းစင်လဝိပြန်ထိုးတော့မှာဆိုလေအဲအပြန်ထိုးတဲ့ချိန်ကြရင်တော့နည်းနည်းလေးပုံစံထပ်ချိန်သွားမှာပါဒီကင်းရွှေစကားကြီးရဲ့ဒါ producer နနဲ့ရတာမိသားစုတို့ဖြစ်ပြီးချင်းနီးနေရတော့ကြောင့်မလားအဖေဖြစ်တာပါဟုတ်ဒီကားလေးကကျဒါတကယ်လူငယ်တွေအတွက်ကိုပေါ့နော်ဒါပညာပေးတဲ့အနေနဲ့လဲဒါပညာတစ်ခုကြည့်တယ်ဗျာပညာပေးအနေနဲ့လဲတွေ့ရမယ်ပေါ့နော်အဲ့ပြောဒီလိုလူငယ်ဆိုတာလည်းခုခေတ်မှာလည်းရှိနေတဲ့အတွက်ကြောင့်မလို့အဲ့အဲ့လေးကိုလည်းတွေ့ရပါပါဟုတ်အဲများတို့တတိချကရိုက်တော့ ਆ ပေါ့နော်တတိချ1ရိုက်တော့ကတော့ဒါများတို့သေဥစာအစ်စ်တွေကိုခြွေပြီးရိုက်ကြတာဆိုတော့ဒီဆီယမတယောက်ရဲ့ဒီပေါ့နော်အင်းရှိဝတ္တာအစာများတို့က တည်တည်ချာချာလေးဟိုပေါ့စီစနစ်ကြကြဝေးရတယ်ပြလိုက်စပင်းစရုံးထုံးတာအစားပေါ့နော်အဲ့လိုတေချာတက်တက်ရရလေးဖြစ်အောင်လုပ်ရတယ်ပေါ့အစိုးရအကြောင်းကဆရာဆရာမတွေရဲ့အင်္ဂါရဲ့နေညီရအောင်များတို့ဒါတေချာလိုက်လေးလာတာပေါ့နော်လက်တွေ့စူးစမ်းလေးလာခြင်း experimental investigation လက်တွေ့စူးစမ်းလေးလာခြင်း experimental investigation ဟုတ်ပြီစကားပြောတဲ့အတော့ ုံးနှောင်းလေးတွေအစားအဲ့လိုဖလိုးလေးတွေအစားကိုဆရာဆရာမတွေရဲ့ဖလိုးလေးတားလိုက်ပြီးပြောရတာပါ။မြောက်တဲမှာဆိုရင်ဆရာမအစ်စ်တယောက်ပါတယ်။အဲ့တော့အဲ့ဆရာမကနေပြီးတော့သူ့ရဲ့ဒီဆရာမ live track ကို sharing လုပ်တယ်ပေါ့နော်။ဒီ character တစ်ခုနည်းနည်းမှားသွားတာဆိုတော့ဒိခါရှေးဆရာဆရာမရဲ့အင်္ဂါရက်ကိုပျက်စီးစေမယ်ဆိုပြီးအဲ့လိုကြောက်တာတကောင်းလုံးမှာကော်ရီပဲခေါင်းကဒီလိုခောက်လိုက်ခေါက်ခေါက်ကောက်လို့မြည်လိုက်ပဲကော်ရီပြဲတာအဲ့လိုဆိုတော့အဲ့လိုချူတေတောက်လျှောက်တော့တတိယဆရာမကားဆိုတဲ့အတိုင်း နေတိုင်းကောက်ချော်ရတယ်ကော်ရီနဲ့အဲ့လိုပြည်နေပြီးတော့တနေကုန်ကြီးဆိုလေစတုံးခုံးတာဆိုတော့ခါလေးခေါင်းတွေကိုကျိန်းညာပဲငငယ်ကဆိုအဲ့လိုဆီယမရဲ့နားမှာပဲဆီယမရဲ့အဲ့လိုစတုံးထုံးလိုက်သဘောကျတယ်ငငယ်ကချက်လို့ဆီယမဖြစ်ချင်တာကိုဆီယမဖြစ်ချင်တော့ဆီယမရဲ့စတုံးထုံးလိုက်ဆီယမရဲ့လေတစ်ခါတလေကျူရှင်ချိန်မဲ့ဆီယမတွေကိုအဲ့လိုတွေ့ရတာကိုသဘင်လေးချလာတယ်လေဟဲဆီယမလာလိုက်တာအချိန်ဆီယမနင်တို့တိတ်ဆဲဆိုသဘင်လေးကောက်စီပဲကျမအဲ့လိုအငဲလေးချလာပါလားကျမလို့ပြောမခံပြောလိုက်တာဆီယမကောက်စီလား ဲ့လိုလာမေးကြရဲထည့်လိုက်တာလားယင်းနဲ့စီကိုထည့်လိုက်တာလားမထည့်ပါဘူးလို့ original ပါအကြီးကအဲ့လေအရင်အချာမြန်နေနေဟိုပိန်တဲ့ချိန်တော့ဆိုတော့လေပိန်တော့ရူစာဦးတိတ်မတိတာပေါ့နော်ခုကြနေနေပေါ့စင်းလဝိဒူရနဲ့ရက်လိုက်တဲ့ချိန်မှာတော်တော်ပြေးလာ။ဟိုရှူတင်နေမှာဆိုခုဆိုဘာလုပ်လဲဆိုတော့မုတ်တွေပြေးထဲထားတယ်။ရှူတင်နာစင်းနာရံနဲ့ဟိုတွတ်တာ။အဲ့လိုကြတော့ဒူကနည်းနည်းထွားလာတော့နည်းနည်းထွားတဲ့နေရာလဲထွား။ ်အခုဆိုရင်များဘောက်ဆင်းအဲလဝိပြန်ထိုးတော့မှာဆိုလေအဲအဲပြန်ထိုးတဲ့ချိန်ကြရင်တော့နည်းနည်းလေးပုံစံထပ်ချိန်သွားမှာမင်းတို့ပကြီးကိုပြချင်တာပါအဲ့ဟိုလေကုံလွှဲလာပြောကြပကြီးကပဲနားမှလဲသူများရဲ့နှကန်းလေးရဲ့လို့ပူပူလေးနဲ့လာမမေမမေမွေးတော့နှကန်းကိုဆွဲမထုတ်ဘူးလားပစ္စည်းလေးပြင်းနေအဲမြောက်ကိုချက်ပေးကြတဲ့တူတယောက်ချင်းစီရမြောက်ဒီနေ့ကနေကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ရှေ့အများရဲ့ရွှေကိုင်းအဲထွက်လာဖို့လည်းရှိပါတယ်အဲ့ကိုင်းကြိုက်လဲလားအားပေးကြပါဦးလို့ပြောချင်